အမေမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ပြောပြသွားခြင်းတဲ့ဇလန်းလေးရတော့တံမုတ်တွေကားတော်နဲ့ဘုံကြီးဘတ်တက်ဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဇလန်းလေးကိုကျွန်တော်မပြောပြလေခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe မလုပ်ရသေးဘူးဆိုရင်လိုက်ထားပေးကြဖို့နဲ့အတစ်တင်တိုင်းတရားဖို့လည်းဘေးနားက notify bell လေးကိုနှိပ်ထားပေးကြဖို့အကုန်လုံးကိုတောင်းဆိုပါတယ်ခင်ဗျာစနေဖြစ်ရင်ကျွန်တော်တို့စားလေအောင်ခင်ဗျာ မေခမလိခကမွေးဖွားလိုက်တော့အေယာဒီမှာမြန်မာနိုင်ငံ၏အတွက်တေချောအရေးပါဆုံးမျက်ရည်စင်ဟုပြောရင်လည်းမမားနိုင်ပြီမြင်းမင်းအေယာဒီကတတွင်တွင်စီးစင်းလျက်မြင်းဘေးရှိကန်တာယာရွာလေးအေးချမ်းစွာတည်ရှိနေလေပါလေလူချင်းရွာဦးကျောင်းကနနဲ့အာယုံတက်ဒုံမောင်းခောက်တံ ဖြစ်ရောက်ရှိတန်ကားတို့များနိုးထလာပြီးမျက်နှာတည့်ချေလက်တန့်ရှင်းကကျောင်းဝေယဝစ္စများပြုတ်လုံနေကြပါတော့တယ်ဝေယဝစ္စလုတ်ပြီးတော့ကန်တာယာရွာထဲသို့ဆုံးခံကြွလေတော့မူကြပါလေလက်တော်မူပါအောင်ဖျား ရှင်ပြဒီနေ့ကိုရင်ကြီးတိတ်တဆုံးကမလိုက်ဘူးလားဗျာမပါဥဘောကကိုရင်တိတ်တចောင်းဝေရဝစ္စလုံးနေခဲ့လေတယ်ဥဘောကလည်းတခြားတူမဟုတ်ကန္တာရွာရွာကြီး၌တထေဥဘောကဆိုလျင်မတိတူမရှိကုန်းចောင်းရေចောင်းပိုင်ဆိုးထားလေတဲ့ကိုရင်ကြီးတိတ်တ၏ဖခင်ဖြစ်လေပါလေကိုရင်ကြီးတိတ်တ၏ဆယ်နှစ်တားလောက်တွင်ဖခင်ကြီးဥဘောကအားရှင်တာမဏေဝိယံပူဇော်လေပါတော့တယ်မိတ္တဇောလေးဖြစ်တဲ့တားလေးရဲ့ဆန္ဒကိုဥဘောကလည်းလက်ဆောင်ပေးခဲ့လေတော့ပြီး ကိုရင်နဲ့တိတ်တာအဖြစ်ကနေတဖြစ်လဲပြီးကိုရင်ကြီးတိတ်တာအဖြစ်တော့ရောက်ရှိလာတဲ့အချိန်မှာဘုဘောကတွေနာမကျမ်းဖြစ်ပြီးတော့တပြည့်တယောက်လို့ရွေးကိုရင်ကြီးတိတ်တာအားခေါ်ခိုင်းနေပါတော့တယ်တခါတော့ဘာကိစ္စရှိလို့တော့တင်မဖေတတိယဥဘောကကမနာမကျမ်းဖြစ်ပြီးကိုရင်တိတ်တာကိုခေါ်ခိုင်းကြောင်းပါဗျာဒီလိုဆိုလဲခဏဆောင်ဦးတခါဦးဇင်တော့ခေါ်ပြပါမယ်တင်မဖေကိုရင်ကြီးတိတ်တာကြီးအောင်းအတွင်းမှာစာအန်လေးရရှိနေပါလေကိုရင်တိတ်တာ ဖေဟာကိုရင်ငကားကြီးဥဘောကကကိုရင်ကိုတွေ့ကြလို့တယ်ဒုလိပြီးခေါ်ခိုင်းလိုက်လေရဲတွားလိုက်ပါအောင်ဖေဟာတင်းမဖေဟာတပိတော့လိုက်တွားလိုက်ပါမယ်ဖေဟာတို့နဲ့ကိုရင်ကြီးတိတ်တာလေးတကာကြီးကိုရင်ခေါ်တယ်ဆိုလို့ဟုတ်တယ်ကိုရင်တပိတော့မနာမကျန်းဖြစ်နေတယ်ဆိုတာလေကိုရင်အမြင်မဲမဟုတ်လားလူရင်းကိုပြောပါတကာကြီးကိုရင်တိတ်တာရင်စကားကြောင့်ဥဘောကတွေ့ဝေတွားလိုက်ပါတော့လေတပိတော့မျိုးဆက်ဆိုလို့ကိုရင်တပားတဲ့ရှိတာပါဗျာ ။နောက်ပြီးတပြေတော့မရှိတော့ရင်ဒီအမွေတွေကိုဘယ်သူဆက်ခံမှာလဲဗျာ။ကိုင်ကြီးတိတ်တာတွေအဖြစ်ဖြစ်သူဥပ္ပကရဲ့စကားဘာကိုဆိုလိုခြင်းဆိုတာကိုချက်ချင်းသဘောပေါက်လေပါပဲ။ကိုတော်စဉ်းစားအောင်မယ်တကားကြီး။ဒီလိုပြောပြီးတော့ကျောင်းတို့ပြန်ချသွားလေပါတော့တယ်။ကျောင်းရောက်ဒီနေ့ကိုင်ကြီးတိတ်တာစဉ်းစားလေတော့ရင်တင်ငန်းချွင်ရင်ကောင်းမလား။ဆက်ဝတ်နေရင်ကောင်းမလား။မထူပါဘူးလေချွတ်ပဲချွတ်တာကောင်းပါလေဆိုပြီးဆရာတော်တန်ခွင့်တော်မီကိုရင်ချွတ်လိုက်ပါတော့တယ်။ကိုရင်ကြီးတိတ်တာအဖြစ်ကတစ်ဖြစ်လဲပြီး တီဟာအဖြစ်တို့ရောက်ကအဖေကျုပ်လူထွက်ပြီးပြီးအခုချိန်ကစအဖေလုပ်ကိုကျွန်တော်ဦးစီးပြီးအဖေကိုလှုပ်ကြွေးပြပါတော့မယ်တာရုတာရုတာရုပါဒါရယ်ထိုချိန်မှစပြီးတီဟာတူဤဖကဥဘကရဲ့အလုပ်များကိုဦးစီးဦးဆောင်လုပ်လေပါလေတို့နေရာရည်တလီလီပြောင်းလာလေရာတီဟာအတ22နှစ်ထဲတို့ရောက်ခဲ့လေသည်အခုချိန်နေအိမ်တော်မကြလူပြိုဘောကလည်းမပြောနေပါတော့တယ်ဥဘကကတော့ဒါကိုတဘောမကြတီဟာအိမ်တော်ရတ္တာပြည့်ပြန်တိုက်တွန်းလေပါလေ ။တရားမှာငင်းယုံနေမကအတင်းစီရင်ဘော်ကအင်းစင်းမြည်ဟုပြောထားလေရာဥဘောကအတင်းအချက်မလို့ရဲ။တနေ့မှာအောက်ပြီးတော့တွားပြီးဂုံဖို့ရတီဟာပြောလီပါတော့တယ်။တားတီဟာဗျာအောက်ပြီးပဲတွားပြီးဂုံဖို့ဖို့ရှိတယ်။အဲ့ဒါတားလိုက်တွားကြည်ဒီကအလုပ်ကိုတော့အဖေဦးစီးထားမယ်။ကောင်းပါပြီဖေ။ဒါနဲ့ဘယ်နေ့တွားရမှာလဲမနေ့ပြန်ပေါ့။လင်းနဲ့တွားရမှာလား၊လင်းနဲ့တွားရမှာလားဖေ။ညချောင်းကတွားမှာလား။ညချောင်းမှဆိုရင်ညချောင်းကြည့်ရေစီးဆောင်ပြီးဒါတိုင်းမျောယုံမယ်တား။ ။ဘုံကြောင့်ကဆိုရင်တရားဝင်တရားထက်နဲ့ရက်ကြလိမ့်မယ်။ဒါဆိုကျုပ်တို့ရေလန်းကပဲတွားရမှာပေါ့လေ။ဟုတ်တယ်ရေလန်းကပဲတွား။ဒါဆိုရင်ကျုပ်လို့ဆရာရှိတာလေးလုပ်အောင်မယ်။အေးတရားလည်းဖခင်ကိုနှုတ်ဆက်တာထွက်ခါလာပါတော့တယ်။နောက်တနေ့မနေ့ရောက်တော့တရားတရားအောက်ပြည်တို့ဂုံပို့တွားရန်ပြင်ဆင်လေးပါတော့တယ်။အားလုံးပြင်ဆင်ပြီးရင်တွားမယ်ဟဲ့။ဟုတ်ကဲ့ပါကိုလေး။တော်ကနီအဖေဖြစ်သူဥဘောကကယိုတေသောကတော့လေပါတော့တယ်မိဘကိုတိရတဲ့ငါတားလေးတွားလန်းတားလို့ လာလန်းဖြောင့်ပြီးဖုံးကြီးလို့အတက်စီပါစေကွယ်အဖေပေးတဲ့ဆုနဲ့ပြေးပါရစေထို့တော့ဒီဟာတယောက်နောက်ပါလက်အောင်ငယ်တာ23ယောက်နဲ့လင်းစိတ်တို့ဆင်းကအောက်ပြီးတော့ခီးနေခဲ့ကြပါတော့တယ်တရက်နဲ့တရက်ခီးထွက်လာရအတော်လေးခီးပေါက်လာပါလေတော့တယ်ဒီလိုနဲ့၄ရက်မြောက်နေ့မှာတော့အားလုံးသားမဲ့ဟေးလေးကိုကမ်းပေးကပ်ဟုတ်ကဲ့အကိုလေးညနေမောင်ရင်မျိုးစားအချိန်ဖြစ်တဲ့ဖြစ်ကန်းခတ်ခါအနားယူကြပါလေတော့တယ်စာဝတ်တော်ကိုချက်ပြုတ်သူကချက်ပြုတ်နဲ့အရက်တော်သူကတောက်စားကြပါတော့ တရဟမဲစင်ကလေးကတာရဘောင်တို့ဝင်ပြီးကိုကြီးအရွယ်မှာထွက်လာတော့အခါအရက်ဒီစာကိုမတောက်မစားတဲ့စေပြင်းလေးတော့တောက်တယ်အရက်ကိုမြည်ဆမ်းပြီးမတောက်ကြည့်ကိုရင်ဘဝကနေထင်းထင်းလာတော့၅ဘာတိရအာမကြိုးမပေါက်ဆက်လက်ထင်းထင်းနေပါတော့တယ်ဒီနေ့တာပြင်ပန်းထားတဲ့လေထိုးတာမှန်တယ်များအခုချိန်မှာစားတော့ပြီးအိတ်ဆက်အနားယူကြလေတော့တယ်လာရောက်မင်းပြပြအောင်တင်မြင့်မြင့်အေယာဝီက လွယ်ပြီးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်လျက်ရှိနေတော့တယ်ဒီဟာတရတရေနှိုးလာပြီး လက်ပတ်ကြည့်ရာလီဒူရာအပေါင်းတို့တွေအားလုံးအိမ်မောကြလဲရှိနေကြတယ်။တရားတရားဂရင်းချင်လာပြီးဆေးပြင်းလေးတောက်ချင်လာတော့တယ်။မင်းပြပြလာရအောင်အားပြုပြီးအိယာအနီကဆေးပြင်းလေးနဲ့မိကကြောင်နှလုံးကိုယူကာလေဦးထိတ်တို့တက်လာလေတော့တယ်။ဆေးပြင်းလေးကိုနှခမ်းမှာတွေ့ပြီးမိခက်လိုက်လေတော့တယ်။ဆေးရတော့ဖို့မိခက်နေရင်ကြောက်တလုံးကလက်ကနေလွတ်ထွက်တော့ကလေချမ်းမြင်မော်တို့လိမ့်သွားပြီးမြစ်ထဲတို့ကျသွားလေတော့တယ်။အော်ဒုက္ခပါပဲ။ဆေးတောက်ချင်ပါလေဆိုမှ မိကကကြောက်ကကြသွားလေတယ်မိကကြောက်ကြတော့မှပဲခရင်ကလည်းပို့ပြီးချင်လာလေသလားထင်ရပါတယ်အခြားတယောက်ကို노တောင်းရမှာကိုလည်းဒီဟာအားနာလာတယ်ဒီဟာတယောက်ကမ်းပေါ်တော့လမ်းကြည့်မိရကမ်းပေါ်ကတုတ်တန်းနိုင်မိအလင်းအောင်ကိုတွေ့တော်လေတော့တယ်ဟိုမိလင်းအောင်ရှိတဲ့စီကလူနေအိမ်ရှိပုံပဲမိတညိုးလောက်တွားတောင်းအောင်မှဆိုကကမ်းပေါ်တက်ပြီးထုံမင်းလင်းရှိရတော့လမ်းလျှောက်တော်လေပါတော့တယ်လာရောက်မင်ပြပြနဲ့တော်လန်းနဲ့လျှောက်တော်ရရီမှာရင်ခုန်စရာကောင်းလာပါလေဟာ ဒီဟာတယောက်လမ်းနေတဲ့ခြေလမ်းကိုတုံ့မနဲ့ရိုက်လိုက်ပါတော့လေလူထွင်ထားသလိုမိဘုံကလူဖိုထားတဲ့မိဘုံမဟုတ်တပည့်ကြီးကောင်မိဘုံနားတဲ့ဒူးထောင်ကငါးပစုံကနန်းများကိုမိဖုတ်စားနေလေသည်တရားမှာဆင်းဆက်မတိုးတော့ပဲခြေလမ်းကိုနောက်ဆုတ်လေတော့တယ်ဟာဒီချိန်မှာတရားဟာတကိန်းကြောက်တချောင်းကိုတက်နေမိလိုက်ပါတော့တယ်တပည့်ကြီးနားကလင်းသလားတော့မမင်းနဲ့တရားရှိရတော့တပည့်ကြီးအကြီးကရောက်လာပါတော့တယ်ဒီကလည်းမပြေးရတော့ပဲပါဇက်ကဖះစားလေးကိုလာတွင်းရွနေပါတော့တယ် တပည့်ကြီးကမိဘနာကထလာတာတရားရှိရတော့ဥတီလာတော့တယ်တပည့်ကြီးကရောက်မလာလေပြီးတော့ကိုတင်းနဲ့ဆိုရမလားဆက်ဆုပ်ရွှန်ရှာပွဲအပုတ်နဲ့ကြီးကတရားနှာခေါင်းအားလာနှုတ်ဆက်လေတော့တယ်တို့ပေမဲ့တိဟပါဇက်ကတော့ဖះစာရွတ်မပြတ်ပဲဆက်လက်ရွတ်ဆုံနေပါလေတပည့်ကြီးလည်းတရွေ့ရွေ့နဲ့တိဟနာရရှိလာပါတော့တယ်တိဟအနိကမြင်ရမှာပိုရကြောက်ရွံ့သွားတယ်တပည့်လုံခန့်ပြုကျဲနေတော့မျက်လုံးအပြင်မဲ့စီလုံးခိုးထက်နေတော့ဆယ်များနဲ့အပုတ်နဲ့တလိုင်လိုင်နေပါတော့တယ် တီဟာရွတ်တမြဖက်တမြအားလုံးတပည့်ကြီးကနားထောင်နေပါတော့တယ်ဖះစားလဲစုံလာပြီတပည့်ကြီးပြင်းမဲ့အရေးအယံကိုမတွေ့ရတီဟာရွတ်ဆိုတဲ့မြတပည့်ကြီးထိုင်ပြီးနားထောင်နေလေတယ်နောက်ဆုံးတော့တီဟာပါစက်မှာတန်မုတ်တွေဟူထွက်လာတဲ့နဲ့တပြိုင်တည်းတပည့်ကြီးမှာတစ်ချက်တွန့်သွားလေပါတော့တယ်ဒိုခိုက်တီဟာတဘောပေါက်သွားလေပြောတယ်တန်မုတ်တွေအထဝီတင်းဆဆူတွေနဲ့တပည့်ကြီးမှာနားပိတ်ရမရွတ်နဲ့ဟူတားလေတော့တယ်တီဟာလည်းတန်မုတ်တွေကသာရွတ်ခါအရှိကိုဆက်တိုးလိုက်လေတော့တပည့်ကြီးမှာအနောက်သို့ဆုတ်သွားလေတော့တယ် အလေအတန်ကိုခက်ကြဲကြဲလေးပြင်းရွက်ခါအရှိတို့ဆက်တိုးလိုက်လေတော့တွင်ဒုချင်မှာတပတ်ကြီးမှနားကိုလက်ဖြစ်ပိတ်ပြီးမလာနဲ့ငါနားမလာနဲ့ဟုတားပြီးတော့အနောက်တို့ခြာခနဲလက်ထွက်ပြီးပြေးနေပါတော့လေဒီကလည်းတံမုတ်တွေကားတာကိုမပြတ်ရွက်ပြီးတပတ်ကြီးပြေးပြီးနောက်ကိုထက်ချက်မကွာပြေးလိုက်ပါတော့လေဒီဟာဆယ်လန်းဆိုရင်တပတ်ကြီးရဲ့တလန်းသာလောက်ပဲရှိလိမ့်မယ်ခြေလန်းကျဲကြီးဖြစ်လွားခနဲလွားခနဲပြေးနေလေတော့တွင်ဒီဟာလည်းမိသလောက်တော့ပြေးလိုက်နေတော့တွင် တပည့်ကြီးကအမောင်အုပ်အုပ်ထဲတို့တိုးကပျောက်ွယ်သွားလေတော့တယ်တပည့်ကြီးတိုးဝင်သွားတဲ့စီကြည့်လိုက်တော့เจ้าဟိုပြက်ကြီးတစ်ခုကိုတွေ့ရလေတယ်အော်ဟိုကောင်ကြီးဒီထဲဝင်ပြေးသွားတာနေမယ်မနေ့ရောက်မှတစ်ခါလာကြည့်ရမယ်ထို့နောက်ဒီဟာတယောက်လေးရှိရာကန်းစီတို့ပြန်လေပါတော့တယ်မနေ့ရောက်တွင်ဒီဟာသူတို့ပြည့်ဝဏတယောက်ကိုခေါ်ကထိုเจ้าကြီးရှိရာတွားရောက်ကြည့်ရှုလေပါတယ်အကိုလေးဘာတော့ဟာเจ้าကြီးကကြီးကြီးပဲနော်ရွာရှိပုံရတယ်ကိုလေဟာဝဏရဖုံးเจ้าရှိမှတော့ရွာရှိမှာပေါ့ဟာ ဟောဟောဟောအကိုလေးဟိုမဟိုမဘာလဲဟာလူလေးဟိုမဟိုမမနာထွပြရာကြီးလိုက်တော့အတက်90ရွယ်ရှိတဲ့သူလေးကမြို့နောင်ကြီးမြို့နောင်ကြီးတရားခေါ်ရန်ကြောင့်ထိုလူကြီးရက်တန့်သွားလေတော့တယ်ဒီဟာလည်းဝနာကိုခေါ်ပြီးထိုလူကြီးရှိရာတို့တွားလေတော့တယ်နောင်ကြီးနောင်ကြီးကဒီနာကရွာကလားဗျသူလူကြီးကတရားနဲ့ဝနာမျက်နှာကိုတပြန်ကြည့်လက်ကြည့်ပြီးမြို့တို့ကဘလူတွေလဲအော်ကျွတ်တို့ကအထက်ဘက်ကွာဒီဘက်ကကုန်ဖို့ရောက်လာတာအော်ဒါဆိုဧည့်တယ်လေပေါ့ဟုတ်ပါတယ်နောင်ကြီး ကဲဒါဆိုလည်းအခိုင်ရမှာပေါ့လေဆိုပြီးတီဟာနဲ့ဝနာကိုတွေ့ရင်ခေါ်ဆောင်သွားလိုက်ပါတော့တယ်။တရားလုံးကအိမ်တွေကလည်းပြင်းထန်အင်ကြီးများဖြစ်နေကြပါတယ်။နောက်ကြီးဒီဟာကဘုံကြောင်ကကျွတ်တို့တွေ့ခဲ့တဲ့ဘုံကြောင်တစ်ကြောင်နဲ့ရှိတာလား။ဒီဟာမေကွန်ကြောင်အင်ရှင်ပြစ်သူမျက်နှာနည်းနည်းပြတ်သွားလေသည်။ဟုတ်တယ်ကွာအရင်တော့ကဆိုပါတော့ကွာဒီကလည်းထပ်မေးလိုက်လေသည်။အခုကြတော့ကဘယ်လိုလဲနောင်ကြီးရဲ့။မင်းတို့တွေ့ခဲ့တဲ့အတိုင်းပဲလူနဲ့တူတဲ့အရေးအယံကိုမတွေ့ရအောင်နောင်ကြီးက။ဟုတ်တယ်ကွာ ကျောင်းတန်ဆရာတော်ဘုရားလည်းမရှိဘူးကြာတော့လည်းမင်းတို့တွေ့သလိုကျောင်းမြတ်ကြီးကိုဖြစ်နေရောပေါ့ကွာဗျာနောင်ကြီးတို့ကကျောင်းတန်ဆရာမတင်ဘူးလားဒီဟာမိကုန်းကျောင်းထိုးလူအကြိုက်ရိုက်သွားလိမ့်မယ်ကဲကွာမင်းတို့လည်းငါးပါးတစ်ခုမှလိမ်ထားကြတော့ဘူးကွာဖြစ်ပုံကဒီလိုကွာအရင်ကဒီကြောက်ကုန်းရွာဘုန်းကြီးကျောင်းကဒီရွာနေဆက်မှာတို့ကျောင်းကုန်းရွာကထင်ပေါ်ကျော်ကြားဆုံးပေါ့ကွာလူတူတန်းတူတွေနဲ့ပြည့်ညက်နေရပဲကွာတို့ကျောင်းနိုင်ဆရာတော်ဘုရားကြီးကစားပြီးအလွန်တက်မြောက်တာပြန်လုံတော်မူတော့ပြဿနာကစတော့တာပဲ ဒီကလည်းတည်ကျင်စောဖြစ်မေးလိုက်လေတယ်ဘလို့ပြဿနာမျိုးလဲနောင်ကြီးရဲ့ပြဿနာကတည်တည်လေးမဟုတ်ဘူးဆရာကြီးဆရာတော်ကြီးပြန်လို့တော့ကြောင်းတိုင်းမဲ့တို့မရှိတော့ဘူးပေါ့ကွာကြောင်းမှာရှိတာလဲကိုရင်လေးတုံးမနဲ့ကပ်ပြရတယောက်ပဲရှိတော့တို့ကဘ누구ကိုကြောင်းတိုင်းတော့တင်ရမှာတော့ယောနိဆက်တခြားရောက်ကဆရာတော်တွေပြင့်တင်တာပေါ့နောင်ကြီးရဲ့ဒီဟာလဲပြောလိုက်လေတယ်ဘလို့ပြောလိုက်တာပါလေတင်တာပေါ့တုံးမရှိပြီနောင်ကြီးရဲ့ထို့လိုစကားကြောင့်ဒီဟာအံ့ဩသွားလေတယ် သုံးပါလာဆိုပြီးအခုတဘာမှမတွေ့ဘူးဆိုအဲ့ကြောင်ကြီးကိုဘယ်ဆရာတော်မှမထိုင်ရတော့ဘူးတရားကလည်းဘာဖြစ်လို့လဲနောင်ကြီးရဲ့အရင်ဆရာတော်တွေကြည့်ပြီးကြောက်သွားလို့ဟေးဘလို့ဖြစ်တာလဲဗျဘလို့ဖြစ်ရမှာလဲပထမဆရာတော်တဘာကကြောင်းတယ်တော့တုံးရမြောင်းနေမနဲ့မှာဘိုက်ပေါက်ပြီးပြန်လုံတော့မူရှာတယ်သူ့ဘိုက်ကိုကြည့်တော့လဲဥတွင်အတင်းကလေးစားတွေမရှိတော့ဘူးနောက်ထပ်တဘာတင်ပြန်တော့လဲပထမဆရာတော်လိုပဲဟေးတေးတာပဲတတိယဆရာတော်ကြတော့ဒုက္ခလာလာနေစောင့်အိပ်ရတာပေါ့ တို့ကလည်းညနေလောက်တည်းကရောက်နေပြီ။ကျောင်းရှိရေတင်းကဒုချောက်ကုန်းရွာအတွက်တောက်တင်းရေပဲညနေစုံတို့ရွာကအပြိုလေးတွေရေခတ်တော့တို့လည်းပိုးကြတာပေါ့။တုံးရမြောက်နေကြတော့အထုတတိထားစောင့်ကြည့်ရတာပေါ့။ညလည်းရောက်လာတော့ညဥပိုင်းတုန်းကတော့ဆရာတော်နဲ့ဒုက္ကလာသားတွေစကားပြောနေကြလေတဲ့။ညနေလည်းရောက်တော့ဆရာတော်ကျင်းကျင်ပြီဆိုလို့တုခန်းနဲ့ဝင်တော့လေရဲ့။ဆရာတော်ဝင်တော့ပြီးတော့တိတ်မကြဝုန်းနိုင်တဲ့အတန်နဲ့ကြားရတော့တာပဲဟေ။ဒီဟာနဲ့ဝန်တော်စိတ်ဝင်စားစားနားထောင်နေလေတော့တယ်။ ဝုံနိုင်တဲ့အတန်ကြတော့ငါတို့လည်းဒုတ်ဆဲဒါဆဲနဲ့ပြေးဝင်ကြတာပေါ့ကွာငါတို့အားလုံးအခန်းထဲရောက်တော့ဆရာတော်ရဲ့ခန္ဓာကိုယ်ကိုခွပြီးဦးလေးထုတ်သွားနေတဲ့တပည့်ကြီးတကောင်ကတပည့်ကြီးလည်းတို့မြင်တော့ဝုံဆိုပြီးပြတင်းမောက်ကလည်းခုံစင်းပြေးတော့တာပဲအဲဒီနောက်ဒီကြောင်မှာကြောင်းထိုင်မှုဆရာတော်တွေပြင့်မရတော့ဘူးအားလုံးကကြောက်လန့်နေကြတယ်ဒီဟာကလည်းကျွတ်တို့ဒီရောက်လာလာအဲ့ဒီကြောင်ရဲ့အကြောင်းကိုသိကြလို့ပဲဒီကလည်းညဖြစ်ခဲ့တဲ့အကြောင်းကိုအင်ရှင်အားရှင်းပြလိုက်လေတော့တယ်အင်ရှင်ဖြစ်သူကမင်းတို့ကူညီနိုင်ကူညီပေးကြပါဦးမေတ္တာရက်ခံလေတော့တယ် ။ဒီကလည်းကြုတ်တင်ပြောရရင်ဒီတစ်ပတ်ကြီးကရှေးရခင်ချောင်းထိုင်သွားတဲ့ဆရာတော်ကြီးဖြစ်နေမယ်။မင်းဟာဟုတ်လို့လား။တို့ဆရာတော်ဖျားကြီးကစာပေချမ်းကအလွန်တက်တာနောက်ပြီးမကောင်းမှုလည်းမပြုဘူး။ဒါဆိုရင်နောင်ကြီးကိုကြုတ်မင်းမယ်။ရှေးရခင်ဆရာတော်ကြီးတွေကအခုဆရာတော်တွေလိုဘိုက်ပေါက်ပြီးပြန်လာတော်မူခဲ့တာလား။မဟုတ်ဘူးကွာ။သူပြန်လာတော်မူပြီးမှဖြစ်တာကွာ။ကပြရနေကိုလေးတွေကဘာဖြစ်ကြလဲမှန်ဖြစ်ကြဘူးဖြစ်သွားတာကကြောင်းထိုင်တဲ့ဆရာတော်တွေပဲနောက်ကြောင်းထိုင်မှလာတဲ့ဦးစင်တပါးတော့လွတ်သွားတယ်ဘလိုမျိုးလဲနောင်ကြီးရ တို့ရကတကြီးကတခြားရကဦးစင်းတပတ်ကိုကြောင်းထောင်မှုပြင်လာတာညနေမှရောက်လာကြတယ်ဆိုပါတော့တကြီးကပြောတယ်ညဒီမှာပဲတပြည့်တော်တဲ့အိမ်မှာတဲပေါ့နေကြကြောင်းနေမှုကိစ္စစီစဉ်ကြမယ်ပေါ့သူဦးစင်းလေးကပြောတယ်မတင်တော့ပါဘူးပေါ့ကြောင်းမှာပဲတဲပြစီပေါ့ဒါနဲ့တကြီးကလည်းတဲခိုင်းလိုက်တာပေါ့ဘာလို့ကောင်ချိန်ရောက်တော့ခဲကြပါဆိုပြီးရော်လေလန်တိုင်းပြေးလာတယ်ဘာလို့လဲအိန္ဒိယထက်ပြီးဦးစင်းဘာဖြစ်တာလဲလို့မေးကြတာသူခင်ဗျာတော်ယုံနဲ့မပြေနိုင်ဘူးဟော်ဟဲဆိုင်နေတာနောက်မှပဲပြောပြတော့တယ်သူကြောင်းရောက်တော့ဖျားဝဲပြုတ်နေတော့ เจ้าหมอดုံ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 ဆိုပြီးတက်လာတဲ့ခြေတံကြားတယ်လေเจ้าหมอတက်လာပြီးသူ့ရဲ့နောက်မှာဝုံးဆိုပြီးထိုင်ချလိုက်တာဦးစင်းကလည်းတိတာပေါ့ဒါပေမဲ့ထွက်မပြေးပါဘူးသင်ဖျားဝှက်ပြုတ်ပြီးအမြတ်တန်းဝေပေးလိုက်တယ်သူများတာလူခုံလားဆိုလို့ဒါပေမဲ့မခေါ်ဘူးဦးစင်းလည်းမထရပဲကမဝါဆက်ဖက်နေလိုက်တယ်အဟောဆရာကဦးစင်းတချောင်းဆိုသူကလည်းတချောင်းပဲအနောက်ကနေပြေးပြီလားဆိုတဲ့မေးတံကထွက်လာတယ်လေဦးစင်းကလည်းပြေးပြီလို့ပြောတော့ပြေးဖို့ပြင်ဆိုပြီးအေးဆက်ဆက်လည်းနှစ်ဖက်နဲ့ဦးစင်းကိုပေါ်ရောက်လာပြီးညစ်ပါလိမ့်ရော ဒါနဲ့ဦးစင်းလည်းပြန်ခုခံတာပေါ့ဒါပေမဲ့အားချင်းကမမြဘူးဒါပေမဲ့ဦးစင်းတတိယတော့တာတခုကဖះကုံတော့ပွားဘလူးမစဆိုတဲ့ဇက်တော်တွေကဟာကိုတွားတတိယတယ်ဒါနဲ့ဖះစင်ကိုစိတ်ထဲမှာရီမှန်းပြီးမမောတက်တက်လို့ရွတ်လိုက်တယ်ဖြက်ဆိုပြီးတော့ဦးစင်းလေပင်လွတ်သွားတယ်အဲ့ဒီခွင့်ရေးကိုလက်လက်မခံပဲဦးစင်းကចောင်းပေါ်ကနေဆင်းပြေးလာတာလေဒီရလဲကြုတ်ထင်တာမလဲဘူးဘာကိုလဲကွာအဲ့ဒီဘက်ကြီးကအရင်ကចောင်းနိုင်ဆရာတော့ဖြစ်ဖို့များတယ် သူပြန်လွန်တော့မမူခင်ဒီကြောင်ကြီးကိုစိတ်ဆဲထားတာကြောင့်မကျွတ်လို့ပဲတပည့်ကြီးအဖြစ်နဲ့ရှိနေတာဖြစ်မယ်။ဒါကြောင့်ကြောင်းနိုင်အတစ်တင်ပြီးဆိုတူတက်ပြစ်တာ။ထိုအင်ရှင်မတရားစကားကိုလက်ခံလိုက်တယ်။မင်းကူညီနိုင်ကူညီပါကွာ။ဒီဟာကလည်းကျုံတော်ကြီးတို့ကိုကူညီပါမယ်။အခုတော့ကျုပ်တို့ကုံမိုးစရာလည်းရှိနေတယ်လို့ခွင့်ပြုပါ။အပြန်လာကြမှာကျုပ်ကူညီပါမယ်။မင်းကူညီမဲ့ရဲ့ကိုငါတို့စောင့်နေပါမယ်။ဒီဟာနဲ့ဝန်ထားတို့ထိုအင်ရှင်ကနှုတ်ဆက်ပြီးတော့လေးစိတ်ထွက်လာတာခီးဆက်ကြလေးပါတော့တယ်။ဒီဟာတို့စိတ်ကမ်းရောက်နေတဲ့ကြိုင်နဲ့ အောက်ဘက်တို့ခီးဆက်နေငဲကြပါတော့တယ်ကိုလေးဘာတော့ဟာဝနကျောင်းမရှင်းလို့တခုလောက်မေးအောင်မယ်ဟိုကိစ္စကိုပါမေးလေဒီလိုပြဖုန်းကြီးတွေကပြန်တော်မူတော့ရင်တကယ်ပဲတရေတပဲ့ဖြစ်သလားကိုရင်လေဒီဟာလည်းမဖြစ်ပါဘူးဒါဆိုဟိုချက်ကုန်းရွာကဖုန်းကြီးတပဲ့တကတော့စာပေတွေတက်ရတန်းနဲ့ဘာလို့တပဲ့ကြီးဖြစ်နေတာလဲအော်ဒါလာဝနမင်းနားလေအောင်ငါတခုပြောပြမယ်ဟုတ်ကဲ့ကိုလေဒုဗ္ဗရပြဆောင်ဇက်တော်တွေထဲမှာကောသလမင်းကြီးဆိုတာတော့မင်းကြားဘူးမှာပေါ့ အဲ့ဒီဂေါတလမင်းကြီးမှာမိဖုရားမာလိကာဆိုတဲ့မိန်းမလေးမှာရှိဟုတ်ကဲ့တညမှာတော့ဂေါတလမင်းကြီးအိတ်စင်ခါမှာဒုတနာတော်ဆိုတဲ့အတန်ကိုကြားရတော့နနေညီလာခံပရောဟိတ်တွေကိုပြောပြတာပေါ့ပရောဟိတ်တွေပြောပြလိုက်တဲ့အခါမှာပရောဟိတ်တွေကဒါမကောင်းတော့နမိတ်တွေပါအရှင်မင်းမြတ်ဒီနမိတ်တွေပြပြချင်ရင်တော့တတဝါအကောင်တရားရဲ့အတက်တွေနဲ့ပူဇော်မှပြပါလိမ့်မယ်လို့ပြောတာပေါ့။ဒါကိုမန္လိကမိဖုရားကြီးတိတော့ကောသလမင်းကြီးကိုပြောတာပေါ့။မောင်ဖုရားဒါဘာလို့တာလဲ ခေါတလာမင်းကြီးကလည်းသူ့ရဲ့ဖြစ်ရတဲ့ပြန်ရှင်းပြတော့မိုက်ပါပြီမောင်ဖျားရဲ့ဘာမှမတိရဘလုံးဟစ်တွေကြောင့်ဒတော်ဝါရီတီချီပစ္စည်းရောက်မယ်ဒီမဲလားဒီเจ้าကိုဖျားရှင်ကလည်းပြီးကြံတဲ့သူမတိဘူးဒါနဲ့ဖျားစီတော့ခေါတလာမင်းကြီးကိုခေါ်တော့ပါလေတော့တယ်ဖျားရှင်ကလည်းဟောပြတော့ပေါ့ကွာဒီတုဒ္ဒနာတော့ဆိုတဲ့စကားကြီးလေးလုံးကအဝီစည်းကနေလာတဲ့စကားဖြစ်တယ်ကတပမြတ်စွာဘုရားလက်ထက်တော်ကတကြေတား၄ဦးကကာမကုံမှာပျော်ပါပြီးတည်လွန်တဲ့အခါမှာအဝီစည်းတို့ကြရောက်၍ တန်ရီဘူးငရဲမှာထက်လာတော့အတန်းလို့ဟောကြတော်မူလိုက်ပါတယ်။ဒါနဲ့ပဲကောသလမင်းကြီးကဒရဘာတရားကိုပြန်လွတ်လိုက်တာပေါ့ကွာ။ဒါဟာမန္လိကာမိဖုရားကြီးကယ်လိုက်လို့တေဘေးမရောက်ပဲပြန်လွတ်လာတာ။ဒါကိုမန္လိကာမိဖုရားကြီးတေကာမှာတလုတ်ခဲ့တဲ့ကုလိုတွေကိုမတွေ့တော့မမြင်ပဲကောသလမင်းကြီးကိုလိမ်မိတာကိုပဲသတိရပြီးတေလုံတော့အခါကျအဝိသိငရဲမှာခုနှစ်ရက်ခံရပါလိမ့်တယ်။ဟင်ကောသလမင်းကြီးကိုဘယ်လိုလိမ်ခဲ့တာလဲကိုလေး။အော် မေ့လို့မေ့လို့ဒီလိုကမန္လိကာမိဖုရားကြီးချိုးဆောင်နဲ့ဝင်ပြီးခြေလက်တိုက်ဆင်တာပေါ့ကွာ။ ာကမှသူ့ရဲ့အနောက်ကခွေးတစ်ကောင်ကတ်ပါလာခဲ့တယ်။မန္လိကမိဖုရားကြီးခြေတော့ကိုရေကုန်းစေးတော့ခွေးတီးကမတူတော်လို့ကျင့်စဉ်တိုင်းကျင့်တော့မိဖုရားကြီးတာယာမိရဲ့။ဒါကကုသလမင်းအရှင်မင်းမြင်တော့တဲမင်းမယုတ်။ငါလိုအရှင်မင်းရဲ့မိဖုရားဖြစ်နေပါရဲ့နဲ့။တင်ခွေးနဲ့ပြောပါလေ။အတင်မင်းကြီးငါတွေတော့မဆွဆဲနဲ့နော်။အဆဆွဲနေတာမဟုတ်ဘူးအတင်မင်းကြီးမတိပဲမပြောနဲ့ဒီချူကန်းကတယောက်ဝင်ရင်တယောက်လိုမြင်ရတာအဲ့လိုပြောတော့ကောလာမင်းကြီးကယုံတယ် ဒါပဲကွာကုတို့တွေဘလောက်များများတေကနေကြအတိကကွာကုတို့စိတ်ကိုစွဲတည်ရင်ကုအဲ့ဒီကုတို့ကိုခံစားရမယ်အကုတို့စိတ်ကိုစွဲတည်ရင်အဲ့အကုတို့ကိုခံစားရမယ်ဒါဆိုသူကအเจ้าကိုစိတ်ဆွဲပြီးတည်လို့တပည့်ကြီးဖြစ်နေတာကမှန်တာပေါ့ကွာဒါကြောင့်သူအเจ้าကိုထိုင်တဲ့ပုဂ္ဂိုလ်မှန်တယ်များကိုတက်ပြစ်တာပေါ့ကွာတနေကုန်လို့တမိုးလင်း၍တီဟာတို့အောက်ပြီးကုန်းပို့ပြီးပြန်လာလေကြပါတော့လေကျောက်ကုံရွာရောက်ပြီဆိုတာနဲ့တီဟာတွေကဝဏ္ဏကိုခေါ်ကောင်းတောင်ကြီးအိမ်တို့တွားလေပါတော့လေပြိုးအင်ရှင်တို့တီဟာခေါ်တဲ့ကြောင့် အင်ရှင်တော်ကြီးထွက်လာပါတော့တယ်။ဟာမင်းတို့ပါလာအင်းထဲကိုဝင်ဒီအနဝနာနဲ့အင်းထဲဝင်ထိုင်ပြီးဒါနဲ့တော်ကြီးဥကိစ္စဘယ်လိုအခြေအနေမျိုးရှိနေပြီလဲ။ပိုဆိုးလာတယ်ဟိဘယ်လိုဖြစ်တာလဲ။ဟိုနေ့ကမှရွာတွေကအပြိုတွေအုံညနေဆောင်ရေတောက်ခတ်တာတို့ရွာတကြီးတမီခင်မုံကုန်ပေါ့ကွာ။တို့အုပ်စုရေခတ်နေတော့ကျောင်းပေါ်ကနေဒုံဒုံဒုံဆိုပြီးတပည့်ကြီးပြေးဆင်းလာတယ်တဲ့။ကျန်တဲ့ပြိုတွေပြေးကုန်ကြတာပေါ့။တကြီးတမီးဖြစ်တဲ့ခင်မုံကတော့အကြောက်လို့မြင်အဲ့ဒီနားမှာလည်းသတိလစ်ပြီးကြံခဲ့ပါလေကော ေးလာတဲ့ပြိုတွေကတကြီးကိုတွားပြောတော့ရွာတွေကချစ်တင်မဲ့ဇာလေးတွေအကုန်စုပြီးအရင်တင်းကိုတွားသတိလစ်နေတဲ့ခင်မုံကိုပြန်ခေါ်ခဲ့ကြတာပေါ့ကွာပြဿနာကအဲ့မှာစတာဟင်အေးကဘာဖြစ်လို့လဲနောင်ကြီးရဲ့ခင်မုံကလည်းကိုယ်နဲ့တပည့်ကြီးပူကတ်နေတာကွာအေးရောက်ပြီးဆိုကလေးကတောင်းကြလိုက်တာလွန်ပါလေကောကွာဇာလေးတုံးလေးရောက်အားနဲ့ကိုသူ့ကိုချုပ်လို့မရအောင်အားလုံးဝမ်းချုပ်ပြီးအခန်းထဲထည့်ထားရတယ်ညနေရောက်ပြီဆိုတာနဲ့စတောင်းကြမှာလေကောအမေရာအစိမ့်တပည့်တာကျွေးမှငြိမ်သွားတာဒီလိုဆိုရင်ခင်မုံကိုပူကတ်ပြီးစားတော့နေရမှာပေါ့ ဒီသမီးအဖြစ်ကိုမကြည့်ရလို့ရွာနေဆက်ကဆရာတွေဖြစ်ပြီးခေါ်ကူပါတယ်။သူ့အိမ်တူတော်မယူနိုင်ဘူးဟေးပြေးကြတာပါလွန်ရော။ကဲဒီလိုဆိုရလဲကြုတ်ကူညီပြီ။နောင်ကြီးတကြီးအိမ်ကိုလိုက်ဖို့ပါ။ထိုရက်နဲ့အင်ရှင်နောင်ကြီးမှဒီဟာနဲ့ဝဏ္ဏကိုတကြီးအိမ်တော့ခေါ်ဆောင်သွားလိုက်ပါလို့လေ။မြို့တကြီးတကြီးလူလဲကထူးထန်ထွက်ပေါ်လာတော့အိမ်ပေါ်စီတို့ဒီဟာတစ်ချက်လမ်းကြည့်လိုက်ပါလေ။ကျုပ်ရှင်းညော်ပါခင်မုံတို့ဆရာပြင်လာတယ်။နောင်ကြီးထိုးထိုးပြောလိုက်မှဒီကားထဲမှာချေချော်ကြလို့မတက်တကြီးပြေးစင်လာနေပါလေ။ဒါမှလည်း တကြီးကဒီလိုပြလိုက်တော့ဒီမာလေးတကြီးရဲ့မောင်ကြီးထုတ်ပြတော့လက်ညှိုးကြောင့်တကြီးမျက်လုံးပြူးသွားလေတော့လေသူတို့ကဆရာဟုတ်တလားရှင်ညောဟောက်မလဲလို့ပါကွာတော်ကြအရင်ဆရာလိုခွေးပြည့်ဝက်ပြီးပြေးနေမှဖြစ်ဒီဟာကဲပါဗျာလုံနာစီတာပို့ပေးပါတကြီးကကောင်းပြီဟုဆိုကအင်းကြီးပေါ်လိုခွတ်သွားလေပါတော့လေထို့တော့တော့ခထားဒီတကားအဖွင့်လိုက်လေတော့အခါအခန်းတော့နိုင်မင်းကြိုက်စိုးကြိုက်ရုပ်နေငယ်ရွယ်နှုတ်ပြူလာတော့မင်းကလေးတယောက်ငုတ်ထုတ်ထိုင်နေတာကိုတွေ့ရပါတယ် အတွေ့အဝန်းကျင်မှာ20လောက်ရှိလိမ့်မည်ဟုဒီဟာထင်ပါတယ်။မီးလင်းခင်မောင်တကြီးခေါ်တဲ့ကြောင့်စက္ကန့်နဲ့ခေါင်းထောက်လာတာ။ဘာတမီးလဲငါနဲ့နေမီးမဟုတ်ဘူး။တို့တို့ပြောပြီးတရားအမြင်သွားလေတော့ဘဲအတောင်ကြီးခေါ်လာပြန်တာလဲ။တွားပြန်ဖို့မလာနဲ့အနမ်းမလာနဲ့ဟုဆိုတော့ဒီတရားတဘောပေါက်လိမ့်မည်။တပည့်ကြီးသူ့ကိုမမေ့ဘူးဆိုတာ။ကဲတကြီးအပြင်ခဏလောက်ထွက်ရအောင်။တရားလည်းအပြင်လို့ထွက်လာလိမ့်မည်။ဒီမင်းဒီတပည့်ကိုရွာပဲနေဖို့အတွက်ရွာထဲကကာလာလာများစွာကိုစုပေးပါ။ ။နောက်တိခါဖို့အတွက်တန်မုံလင်ပန်းများကင်ဆောင်ပြီးအိမ်ရောက်ကစောင့်ပေးဖို့ပြောပြပါ။ဒကြီးလက်တီဟာပြောသလိုလူငယ်များစုပေးပြီးအိမ်ပေါ်အထက်တော်တက်လာကြပါလေ။တရားတရားဖျားစင်စိတ်မှာထိုင်လိုက်ပြီးဖျားဝဲပြုကဒကြီးအားတောင်းရီတစ်ခွက်တောင်းလိုက်ပြီးတန်မုံတွေကတာအားကိုးကောက်မန်းလိုက်လေပါလေ။ကဲဒကြီးမင်းအခန်းကားဖွင့်ပေးပါ။ဒကြီးလက်အခန်းကားဖွင့်ပေးပြီးဒီဟာတရားအခန်းထဲတော့ဝင်ရောက်လာလိမ့်မယ်။ဒီမင်းလေးရဲ့ခန္ဓာကိုယ်မှာပုကတ်နေတော့မကောင်းဆိုတော့ကောင်းမွန်စွာထွက်ပေးပါတိဟမေတ္တာရက်ခံလိုက်နေတယ်မထွက်ဘူးကွာမထွက်ဘူး မနေချင်းလာလန်းတိုင်းပြန်ဟုတီဟာနင်ထုတ်လေပါတော့လေတားကလည်းတင့်ကိုမြင့်တားရက်ခံနေရပါအောင်မမင်းလိုမလောက်လေးမလောက်စားတော့မထက်တော့ဘာလို့မလဲကွာတီဟာလည်းဘာမှမပြောတော့ပဲရေကွက်တင်းတို့လက်ကလေးပြည့်ရေတို့ဟာအင်္ဂလိပ်စီတို့လမ်းတောက်လေတော့ဒီပါဇက်ကလည်းတန်မှုတွေကတာမပြတ်ရွတ်နေလေတော့ဒီဟာတောက်လိုက်တော့ရေဆက်ကမင်္ဂလိယာထိမှန်ပြီးအာကနဲ့အတန်ကြီးထွက်လာကကြမ်းမြင်လိုက်လူးလိမ့်နေပါတော့တယ်ထက်မှလားမထက်ဘူးလားဟိုတီဟာထက်မင်းလေတော့မထက်ဘူးကွာမထက်ဘူး င်းဟာလည်းရေခွက်ထဲတို့လက်လိုက်ကဆက်တိုက်ပက်လေတော့တယ်အာပူတယ်ပူတယ်ဟုအော်ပြီးကျမ်းမြေပေါ်တို့လိမ့်ပက်နေလေပြီးငြိမ်သက်သွားလေတော့တယ်ခဏတည်းမှာထုံမင်းကလေးရဲ့ခန္ဓာကိုယ်မှမိကုံငွေ့တခွေငွေ့များထွက်လာပြီးအခန်းတောင်း၌တွားရောက်စုနေသည်ကိုဒီဟာမြင်လိုက်လေသည်ဟင်ဟာအခန်းတောင်းနာငွေ့တက်တယ်တပည့်ကြီးဖြစ်ပြောင်းလဲသွားတော့ဒီဟာနဲ့တကွာအားလုံးမြင်လိုက်ရပါပြီဒီဟာလည်းအားလုံးကိုပြင်ထွက်ခိုင်းလိုက်လေတော့တယ်တကြီးတဲ့ဝဏနောင်ကြီးချင်းညိုတို့ကခင်မအားပွေခေါ်ပြီးအခန်းပြင်သို့ထွက်လာလေတော့တယ် တပည့်ကြီးကအခန်းတော်ကနေဒီဟာစဉ်းစဉ်းကြီးကြည့်နေလေတော့တယ်။ကိုနဲ့မဆိုင်မဲ့ဝင်းရှုပ်တကောင်တေးဖို့တာပြင်ထားဟုဒီဟာချိန်မောင်းနေတယ်။ဒီဟာလည်းကြုတ်တယ်ဖို့တဲ့တပည့်ကြီးကြုတ်အောင်အရင်ကတ်ကြည့်ပါဦး။ဒီလိုပြောလိုက်တော့အခန်းတော်ကနေတပည့်ကြီးကပြေးလာလေ။ဒီဟာမှမူတန်ဖို့တွေကတော့ကြီးကအတန်ခက်ကြွကြွနဲ့ရွတ်လိုက်လေတော့တယ်။တော်ပါတော့ဟုတပည့်ကြီးကရက်ခိုင်းလေ။ဒီဟာခဏရက်ပြီးရေကွက်ထဲရရေဖြစ်တောက်လိုက်လေတယ်။ တပည့်ကြီးကိုထိတော့တယ်ဒီလိုရေးနေပက်ပြန်းတယ်လို့ရှယ်ကနေမိကအငွေ့များထွက်လာလေတော့လေအာပူတယ်ပူတယ်နောက်ကတက်ဖက်ဖို့ဒီဟာပြန်လိုက်ရတပည့်ကြီးကကုန်းသားရဲ့အခန်းပေါက်စီကိုထွက်ပြေးနေတော့တယ်ဒီကလည်းထက်ချက်မကလိုက်လေတော့တယ်တပည့်ကြီးမှ16တိရှိတဲ့လေကားအားတစ်ချက်မှမနေမအိမ်မောကနေလွားကနေခုံချပြေးလေတော့တယ်အင်းအောင်ရှိရွာသားများကတပည့်ကြီးပြေးစင်လာလေကိုမြင်နေတဲ့တန်မုံးလင်မန်းများအားဒရုံလုံးဒရိုင်းတိုင်းတီးခေါက်၍ဟေးပြီးပြီးလိုက်ကြဟေးလိုက်ကြဟေးလိုညာတန်ပြေးပြီး တပည့်ကြီးနောက်တော့အပြေးလိုက်သွားလေတော့ဒီတရားပါဝင်ရာသားများဟာကဘာပြက်လို့မတက်အော်ဟဲ့တိကတ်ကတပည့်ကြီးနောက်တော့တဲချင်းမဲကြီးပြေးလိုက်လေဒီတပည့်ကြီးကရွာအမြောက်ဘက်ခြံစည်းရိုးကိုလွားကနေခုံကြောကတော်တယ်လို့ပြေးဝင်ပြက်ွယ်သွားလေတော့ဒီဒီကလည်းရွာသားအပေါင်းတို့ကိုတားကဒကြီးအင်တို့ပြန်လာခဲ့ကြပါတော့တယ်ဒကြီးကဟိုတပည့်ကြီးဘယ်ထိပြေးသွားပြီလဲဟုတ်ဒီကမေးလေတော့လေစိတ်ချပါဒကြီးမင်းအဲ့ဒီကောင်ကြီးနောက်မလာရဲတော့ပါဘူးဒေချာလို့လောက်ကနောက်ကထက်လာပြီးအန်နေပြုတ်နေမှဖြစ်စိတ်ချဒကြီးမင်းသူ့ကိုမက်လောက်တားလောက်အောင်ဆုံးမလိုက်ပါဘူး နောက်ပြန်လာခြင်းအောင်တူတော်လေးစဉ်းစားပြီးမှပြန်လာရမှာပါတကယ်လို့ပြန်လာတဲ့တည်းရှိတော့ဤဂါတာရွတ်ဆိုပြီးနေမှာဦးတီဟာကတန်ဖို့တေဂါတာတော်အားတင်ပြပေးလိုက်လေတော့ဒီဒီဂါတာဟာရှေးလောက်ကြီးဆရာတွေဆက်ထားခဲ့တဲ့ဂါတာပင်ဖြစ်ပေတယ်အကျုပ်ဆရာများကဤဂါတာတော်ကိုတက်ဆောင်ဂါတာဟုတင်စားဖော်ပေါ်ရကြတယ်ဒီမြန်လဲတီဟာအားဂျေဇုတင်စကားထက်တယ်လဲပြောနေလေတော့ဒီကိစ္စအဝဝပြီးဆုံးနေနဲ့တီဟာရဲ့အိမ်မြန်ခင်းမှာလက်ဆောင်ပစ္စည်းများနဲ့ဂျေစိတ်တို့ပို့ဆောင်ပေးသူတွေအထက်တကြီးတမီးခင်မုံမှာပါလာလေပါလား ခကြီးကတိဟလေးပါတက်တော့ဟေးမောင်ရင်တိဟနောက်လဲဦးတို့ရွာကိုလာလဲအောင်နော်စိတ်ချပါတခြင်းမြင်လာပြအောင်လာမှာပါဘာဖြစ်လို့တော့ဘာဖြစ်လို့တော့ဆိုတော့တိဟလည်းခင်မောင်ကိုတစ်ချက်ကြည့်ကကျုပ်ရဲ့နှလုံးသားတကြီးအိမ်မှာကြကြံခဲ့လို့တကြီးရဲ့ဟုပြောလိုက်လေတော့ခင်မောင်မှာတိဟစကားကြောင့်မျက်နှာကိုလက်ပြအုပ်ကရွာအတွင်းသို့ပြေးဝင်ပါလေတော့လေဇာတ်လမ်းကြီးကတော့ဒီမှာလည်းပြီးဆုံးတော့ပါခင်ဗျာဆုံးတိလိုက်ပါကြည့်စုနားထောင်ပေးကြကြလို့အကုန်လုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ